မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးစစ်တပ်၏ရွေးကောက်ပွဲကိုညှင်းပယ်ရန်နဲ့နိုင်ငံ၏အကျဉ်းသားအလုံးလွတ်မြောက်ရေးပါဝင်အချက်၅ချက်ဆောင်ရွက်ပေးရန် ASEAN တို့ NUG CRPH NUCC နဲ့တိုင်းဒေါ်လာရေးတက်များအပါအဝင်အဖွဲ့20ကတောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြမ်းဖက်စစ်တပ်ကပြုလုပ်မည်မြေတီရွေးကောက်ပွဲမဆိုညင်းပေရန်နှင့်အသိမမပြုရန်နိုင်ငံအကျဉ်းသားအလုံးလွတ်မြောက်ရေးပါဝင်အချက်၅ချက်ဆောင်ရွက်ပေးရန်အာဆီယံသို့အမျိုးသားညီညွတ်ရေးဆိုရာ NUG ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH NUCC နဲ့ကရင် KNU ချင်း CNF ကချင်း KPICT ကရင်နီ KNPP IEC ပါဝင်တော်လှန်ရေးတပ်များနဲ့အဖွဲ့အစည်းပေါင်း20ကယနေ့ကြေညာချက်ထုတ်ပြန်တောင်းဆိုပါတယ် မလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌဖြစ်လာသည့်အချိန်မှစတင်၍မြမရေးအတွက်ဖြည့်ရှင်ရေး NUG အမျိုးသားညီညွတ်ရေးဆိုရာ NUCC အမျိုးသားညီညွတ်ရေးတိုင်းမေကန်ကောင်စီ CRPHP အောင်စွလွတ်တော်ကိုစားပြုကော်မတီတိုင်းဒေသတော်လှန်ရေးအဖွဲ့အစည်းများတိုင်းဒေသရေးရာတိုင်းမေကန်ကောင်စီများဖက်ဒရယ်ယူနစ်များနှင့်အခြားသောကိုစားပြုအဖွဲ့အစည်းများပါဝင်အထူးကသက်ဆိုင်သူအဖွဲ့အစည်းများအလုံးပါဝင်သောဆွေးနွေးပွဲများဇက်တိုက်လှုပ်ဆောင်ခဲ့ကြောင်းယနေ့ထုတ်ပြန်သောကြေညာချက်ကိုအစပြုထားပါသည်အဆို ောပါဆွေးနွေးပွဲများနှင့်ထိတွေ့ဆက်ဆံမှုများသည့်မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောအကျက်တဲကိုဖြေရှင်းရေးအကျန်းဖက်မှုများရည်စေးရေးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီများပေးနိုင်ရေးအားလုံးပါဝင်သောနိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးနှင့်စစ်တပ်ကစီစဉ်ထားသောအထူးရောက်ရေးကောက်ပွဲကိစ္စကိုဖြေရှင်းရေးမဟာပြူဟာနှင့်အကျန်းပြုချက်များကိုအကောင့်ထဲပို့ရေးအားလုံးပါဝင်သောပလက်ဖောင်းတစ်ခုဖြစ်ကြောင်းသိရှိရပါသည်။ မြမရေဆွနေပွဲတွင်အဓိကတက်ဆိုင်သူများအလုံးကစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံတွင်ဆိုးရွားလာနေသည့်အခြေအနေပေါ်စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုပြီးဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့်လူ့အခွင့်အရေးကိုမြင့်တင်ရန်ဆောင်ရွက်ရန်အတည်ပြုခဲ့ကြကြောင်းသိရပါသည်။ အာဆီယံဘုံသဘောတူညီချက်9ရက်ကိုအကောင့်ထည့်ဖို့ရည်လက်ခံအတည်ပြုထားတော်လေဘုံသဘောတူညီချက်9ရက်ကိုအကောင့်ထည့်ဖို့ရည်ကန့်တက်များရှိနေမှုပေါ်ဆိုရင်းကြောင်းစစ်တပ်ကအချက်သားပြည်သူများပေါ်အကြမ်းဖက်မှုများဆက်လက်ကျူးလွန်နေပြီးအာဆီယံပြည်ငယ်ပါဝင်ဒီမိုကရေစီစံနှုန်းများကိုပြောင်ပြောင်တင်းတင်းလင်းလူရှုလျက်ရှိကြောင်းသိရပါသည် အာဆီယံဘုံသဘောတူညီချက်9ရက်ကိုအကောင့်ထည့်ဖို့ရည်လက်ခံအတည်ပြုထားတော်လေဘုံသဘောတူညီချက်9ရက်ကိုအကောင့်ထည့်ဖို့ရည်အကန့်အသတ်များရှိနေမှုပေါ်စိုးရိမ်ကြကြောင်းစစ်တပ်ကရက်သားများပေါ်အကြမ်းဖက်မှုများဆက်လက်ကျူးလွန်နေပြီးအာဆီယံပြည်ညင်အပါဝင်ဒီမိုကရေစီစံနှုန်းများကိုပြောင်ပြောင်တင်းတင်းလစ်လူရှုလျက်ရှိကြောင်းသိရပါသည်မလေးရှားနိုင်ငံကကမာကဋ္ဌပြုလုပ်ခဲ့သောမြမရေးဆွေးနွေးပွဲများတွင်စစ်တပ်၏ရွေးကောက်ပွဲညင်ပယ်ရန်တော်လှန်ရေးတပ်များကြောင့်စုစည်းညီညွတ်မှုတည်ဆောက်ရန်အာဆီယံကပြည့်ပြည့် က်တက်တာအရင်ယူဆောင်ရွက်ရန်အားလုံးပါဝင်သောနိုင်ငံရေးတွဲဆောင်ဆွေးနွေးမှုအကောင့်ထဲဖို့ရန်ဒေတာတွင်တင်ငင်အေးချမ်းရေးဟုသောရည်ရွယ်ချက်6ခုကိုရလက်များဖြင့်ရရှိခဲ့ကြောင်းသိရှိရပါသည်ထို့ပြင် တွဲဆောင်ဆွေးနွေးပွဲများတွင် စစ်တပ်ကိုတရားဝင်မှုလုံးဝမပေးရန်လေသဘောတူညီထားကြောင်းသိရှိရပါတယ်။ထို့ကြောင့်အာဆီယံနေဖြင့်အကြံဖက်စစ်တပ်ကပြုလုပ်မည့်မြစ်တီရွေးကောက်ပွဲမဆိုညင်းပယ်ရန်နှင့်အတိမတ်မပြုရန်အရက်သားများအကြံဖက်မှုမှကာကွယ်နိုင်ရေးအေးအေးယူဆောင်ရွက်မှုများချက်ချင်းလှုံ့ဆော်ရန်စစ်တပ်၏အကြံဖက်ရင်းဆက်မှုများပေါ်နှုတ်ဆက်နေမှုကိုဆုံးသင့်ရန်ဒေါအောင်ဆန်းစုကြည်တမရဥဝင်းမြင့်အပါအဝင်နိုင်ငံ၏အကြံသားများအလုံးချင်းချက်မရှိချက်ချင်းလွတ်ပေးရန်တောင်းဆိုပေးရန်တော်လှန်ရေးအဖွဲ့များကစုပေါင်းတောင်းဆိုပါတယ်။ ရှင်းပြင်းအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ရန်ပြက်ကွက်နေသောစစ်တပ်ကိုတာဝန်ခံစေရန်တန်တမာရေးအရေးယူမှုအာဆီယံစည်းဝေးများမှာဖိရှားအရေးယူမှုစစ်တပ်ကအာဆီယံဘုံသဘောတူညီချက်ကိုအကောင့်ထဲပေါ်ရင်နိုင်ငံတကာနဲ့တူဖိအားပေးအရေးယူရန် တောင်းဆိုထားပါတယ်။ အဆိုပါကြီးညာချက်တွင် NUG, CRPH, NUCC တို့နှင့်အတူ ABS, DF, CNF, KPNCT, KNBP, IC, မွန်တိုင်းရင်သာ MSFC, NSSP, AT, PNFC, PNNO, ရန်ကုန်လွှတ်တော်ကဲ့သို့သော Federal Unit များစုစုပေါင်းအဖွဲ့အစည်းများနှင့်တက်စုစုပေါင်း20ပါဝင်ကြောင်းသိရှိရပါသည်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ဘိုလ်ချုပ်တို့၏ရာဇဝတ်မှုများကို ရွေးကောက်ပွဲဖြင့်တရားဝင်စင်ရန်လှုပ်ဆောင်နေဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရားဝင်မှုမရှိသောစေယုစုရေကောက်ပွဲတွင်စေဘိုလ်ချုပ်တို့၏ရာဇဝမှုများကိုတရားဝင်စီရင်လုံဆောင်နေခြင်းသာဖြစ်ကြောင်းတမ်မကြီးဦးကျော်မိုးထွန်းကပြောပါရယ် အော်တိုဘာ9ရက်နေ့ကုလသမဂ္ဂအစည်းအဝေးတရက်တွင်ကုလသမဂ္ဂဆိုင်ရာမြမအမြဲတမ်းကိုယ်စားလှယ်တမ်းမကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောကြားခဲ့သလိုစေအုပ်စုရေကောက်ပွဲသည်ဒီမိုကရေစီကိုကျင့်သုံးခြင်းမဟုတ်ဘဲချိုးဖောက်ခြင်းသာဖြစ်ကြောင်းလည်းဆိုပါရယ်အာဏာသိမ်းထားတဲ့စစ်တပ်လုံးမဲ့ရေကောက်ပွဲဆိုတာတရားမဝင်ပါဘူးအဲဒါကြောင့်ဒီရေကောက်ပွဲကလွန်လည်မြတ်တာပါမလားဆိုပြီးမေးခွန်းထုတ်နေစရာကိုမလိုတော့ဘူးဒီရေကောက်ပွဲကိုနိုင်ငံတကာကနေအာဆီယံကပါတစုတစည်းတဲ့ပေးချကြဖို့လိုပါမယ်ဟု ရန်ကုန်အခြေဆိုင်နိုင်ငံရေးဆောင်ပါရှင်တဦးကပြောပါရယ်လက်ရှိတွင်စေအုပ်စုသည်နိုင်ငံ၏နေပင်ရခိုင်နှုန်း30အောက်သာစိုးမိုးနိုင်တော့ပြီးနိုင်ငံကောင်းဆောင်များနှင့်တက်ကြွလှူရှားသူများကိုလည်းဥပဒေမဲ့အကျဉ်းချခြင်းသို့မဟုတ်ဒေတာများချမှတ်လျက်ရှိကနိုင်ငံသားတို့၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့သည်လည်းမရှိတော့ကြောင်းထို့သို့သောအခြေအနေမျိုးများတွင်ကျင်းပမည်ရွေးကောက်ပွဲကိုမြည်သို့များလွတ်လပ်၍တရားမျှတပြီးအလုံးပါဝင်နိုင်မည်မဟုတ်ကြောင်းလည်းပြောပါရယ် ထို့ကြောင့်နိုင်ငံတကာအတိုင်ဝန်နှင့်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့်စေယုစုကစီစဉ်လျက်ရှိသည့်အလေးညာရွေးကောက်ပွဲကိုနီလန်အလုံးဖြင့်ပြက်ပြက်သားသားပေးချရန်နှင့်မြန်မာပြည်သူများနှင့်အတူတကွရည်တည်ပေးရန်တိုက်တွန်းကြောင်းလည်းဆိုပါသည်။ ဆက်လက်ပြီးတမ်းမဲကြီးကစေအုပ်စုကျွလွန်လျက်ရှိသည့်ရာဇဝမှုများသည်ပြောမကုန်နိုင်အောင်ပင်ဖြစ်ပြီးအယက်သားပြည်သူများပေါ်လေးချောင်းနှင့်လက်နက်ကြီးများဖြင့်ခွဲခြားမှုမရှိတိုက်ခိုက်ခြင်းအစုလိုက်ပြုံလိုက်တပ်ဖြတ်ခြင်းတရားမဲ့တပ်ဖြတ်ခြင်းကျောင်းများဆေးရုံများနှင့်ဘာသာရေးဆိုင်ရာတာတနိကအဆောက်အအုံများကိုဖျက်ဆီးခြင်းဆန္ဒပြသူများအကြမ်းဖက်ဖမ်းဆီးခြင်းအတင်းကျပ်ခိုင်းစေခြင်းအတင်းကျပ်စစ်သားစုဆောင်ခြင်းနှင့်အတင်းကျပ်နေရဲဆွန့်ခွာစေခြင်းတို့ပါဝင်ကြောင်းလည်းဆိုပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တိုင်ဦးထောင်တွင်နိုင်ငံရေးအကျဉ်းသား16ဦးကိုထောင်အတွင်လူစုလူဝေးပြုလုပ်သည်ဟုဆိုကာမတရားတောက်ခက်တိုက်ပိတ်ထားဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်တိုင်ဦးချင်းထောင်တွင်နိုင်ငံရေးအကျဉ်းသား16ဦးကိုထောင်တွင်လူစုလူဝေးပြုလုပ်သည်ဟုဆိုကာမတရားတောက်ခက်တိုက်ပိတ်ထားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN မှဗဟုဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကပြောကြားပါရသည်။ အဆိုပါနိုင်ငံ၏အကျဉ်းသား၁၆ဦးသည်မြစ်တီပြည်မှုကိုမှကျူးလွန်ခဲ့ခြင်းမရှိ၍နိုင်ငံ၏အကျဉ်းသား၂ဦးကိုအခြားရာဇဝအကျဉ်းသားများကဝိုင်းဝန်းထိုးချိန်မှုပေါ်မကျေနပ်သည့်အတွက်ဖြည့်ရှင်ပေးရန်အဆောင်မှုကိုတင်ပြခဲ့သည့်ဖြစ်စဉ်ပေါ်ဖြည့်ရှင်ပေးခြင်းမရှိဘဲလာရောက်တင်ပြသူများကိုသာလူစုလူဝေးပြုလုပ်သည်ဟုဆိုကာတိုက်ပိတ်ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း PPNM ကပြောပါသည်အော်တိုဘားလာ၂ရက်နေ့တွင်နိုင်ငံအကျဉ်းသား၁၆ဦးကို၅ဦးတစုနှုန်းလူခွဲပြီးပြစ်ဒဏ်တိုက်ခန်းများတွင် တိုက်ပိတ်ထားဆဲဖြစ်ပြီးခြေချင်းတောင်များပါခတ်ထားကြောင်းသိရပါတယ်စစ်တပ်၏မတရားတိုက်ပိတ်ခံထားရတဲ့နိုင်ငံအကျဉ်းသားများမှာကိုညံလင်းနိုင်ကိုသိဦးပိုင်ကိုခန့်ညာသူကိုလင်းကိုကျော်လင်းမောင်ကိုစော်မျိုးကိုရှမ်းလီကိုမင်းနိုင်ထွန်ခေါ်ချက်ဖကြီးကိုကျော်သူရာဝင်းခေါ်ကျော်ကြီး ကိုစောမင်းထိုက်ကိုမျိုးကြီးကိုစောကြီးကိုစင်မျိုးထိုက်ကိုထက်လင်းကိုစင်ကိုဖြိုးကိုအာကာမင်းနဲ့ကိုဘူးသီးတို့ဖြစ်ပြီးအဆိုပါတိုက်ပိတ်ခံထားရသူများ၏နောက်ဆက်တွဲကိစ္စရပ်များပေါ်ဒိုင်ဦးထောင်အနာပိုင်နှင့်အချင်းဦးစီးအရာရှိများမှအထူးတာဝန်ယူရလိမ့်မည်ဟု PPNM ကတတိပေးထားပါသည် တိုင်ဦးအချင်းထောင်တွင်အမျိုးသားနိုင်ငံအချင်းသားများကိုသာမကနိုင်ငံအချင်းသူများပေါ်တွင်လည်းဖိနှိပ်မှုကိုတည်တည်တတ်တာလှုံ့ဆော်လာသည်ကိုတွေ့ရပြီး2025ခုနှစ်ဇူလိုင်22ရက်နေ့23ရက်နေ့များမှာနိုင်ငံအချင်းသူ၈ဦးကိုအကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲအထမအင်အားသုံးခေါ်ဆောင်၍အမျိုးသားအဆောင်တိုင်ဝမ်တွင်တိုက်ပိတ်ပစ်ဒဏ်များချမှတ်အပြစ်ပေးခဲ့ကြောင်းလည်း PPNM ထံမှသိရပါသည် ်ထို့သောမတရားတိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရတဲ့နိုင်ငံရေးအကျဉ်းသူများကိုအမြန်ဆုံးတိုက်ပြန်ဖွင့်၍မူလအဆောင်များတွင်ထားရှိရန် PPN အနေဖြင့်တောင်းဆိုလိုက်ပြီးယခုကဲ့သို့နိုင်ငံရေးအကျဉ်းသားများပေါ်မတရားဖိနှိပ်နေသည့်သက်ဆိုင်ရာတိုက်ဥအကျဉ်းထောင်ရှိအကျဉ်းဥစည်းဝန်တန်းအရာရှိများနှင့်အကျဉ်းဥစည်းဝန်တန်းများကိုထိရောက်သည့်တရားမျှတမှုများပြန်လည်ပေးရနိုင်ရေးချိုးပန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးကြေညာထားကြောင်းသိရပါသည်။ မြန်မာနိုင်ငံတဝန်အကျဉ်းထောင်40ကျော်ကို PPNMI စောင့်ကြည့်မှုအရထောင်တွင်လူခွင့်ရေးနှင့်အကျဉ်းသားလူခွင့်ရေးချိုးဖောက်မှုများတွင်ပဲခူးတိုင်တိုင်ဦးအကျဉ်းထောင်သည်နိုင်ငံ၏အကျဉ်းသားများပေါ်ဖိနှိပ်မှုအများဆုံး1005ခုတည်းတွင်တစ်ခုအပါအဝင်ဖြစ်ကြောင်းသိရှိရပါသည်